BOREd ဘိုးနဲ့ BORING boring နဲ့ကပါခွာလေ။ရင်းဆုံးသိရမှာသူတို့နှစ်ခုလုံးက adjective တွေဖြစ်ပါတယ်။ဒီတချို့ကထင်ကြတယ်ဗော ED နဲ့ဆုံးတော့ verb 2 ING နဲ့ဆုံးတော့ verb ING ဆိုပြီးတော့ထင်ကြတယ်။တကယ်တော့ BOREd ဘိုးက ED adjective BORING boring က ING adjective ဖြစ်ပါတယ်။ဒီ ED adjective ကိုဘယ်လိုခါမှာတုံးလဲဆိုတော့ခံစားချက်တွေကိုပြောတဲ့ခါမှာတုံးတယ်။ ဘို့မှာပြောရမယ်ဆိုရင် I am bold ကျွန်တော်ပြင်းနေတယ်ကျွန်တော်ရဲ့ခန္ဓာချက်ကိုပြောတယ် I am excited ကျွန်တော်စိတ်လှုပ်ရှားနေတယ်ဒီ ing excited တွေအကြောတော့နောက်နေရဘယ်လိုနောက်မျိုးဖြစ်တာလဲဆိုတာကိုပေါ်ပြပေးရဲ့သူတို့ကခန္ဓာချက်ကိုပြောတာမျိုးမဟုတ်ဘူးဘို့မှာပြောရမယ်ဆိုရင် the movie is boring ဒီရုပ်ရှင်ကပြင်းဖို့ကောင်းတယ်ဒီရုပ်ရှင်ကဘယ်လိုရုပ်ရှင်မျိုးဖြစ်တာလဲဆိုတာကိုပေါ်ပြပေးရဲ့ပေါ့ he is interesting သူကစိတ်ဝင်စားဖို့ကောင်းတယ် သူကဘယ်လိုလူမျိုးဖြစ်တာလဲဆိုတော့ဖော်ပြပေးတယ်သူရဲ့ခံစားချက်ကိုပြောချင်တာမျိုးမဟုတ်ဘူးညီမလိုပြောရမယ်ဆိုရင် BORED ဘိုးရဲ့အတိပဲကပြင်းတော့ BORING ဘိုးရင်းကပြင်းဖို့ကောင်းတော့ He is bored သူပြင်းနေတယ်သူရဲ့ခံစားချက်ကိုပြောတယ် He is boring သူကပြင်းဖို့ကောင်းတယ်သူဘယ်လိုလူမျိုးဖြစ်တာလဲဆိုတာကိုဖော်ပြတယ်ပေါ့အဲ့တော့ဒီလိုမျိုးဗီဒီယိုလေးတွေကြည့်ပြီးတော့အင်္ဂလိပ်စာ Tutor for Follow လို့ဖြေပါ